ထိုင်ဝမ်နီးပညာဘလူးကြီးကအမေရိကန်ကိုစက်ရုံများဖြင့်ပြစ်နှက်လာအောင်ပြုလုပ်လိုက်ခြင်းတရုတ်နိုင်ငံအနေဖြင့်အလုတ်ကင်ဆယ်တန်းခန့်ဆုံးရှုံးသွားရခြင်းဧပြီလ20ရက်နေ့မှာထိုင်ဝမ် Inventec ကုမ္ပဏီဟာ US ရဲ့တက်ဆက်ပြည်နယ်မှာဒေါ်လာ85သန်းခန့်တန်ကြီးရှိတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုကိုပြုလုပ်တော့မယ်လို့ကြေညာခဲ့ပါတယ်။ဒီရင်းနှီးမြှုပ်နှံမှုကတော့ server တွေတိဆောက်ဖို့ပဲဖြစ်ပါတယ်။ Inventec ကုမ္ပဏီဟာ server ထုတ်ဝေရေးလောကမှာဥဆောင်နေရာကနေရှိနေခဲ့ပါတယ်။အထူးသဖြင့်တော့ server motherboard design တွေအတွက်နာမည်ကြီးပါတယ်။ ကမ္ဘာပေါ်မှာရှိနေတဲ့ server မာသားပုတ်တွေရဲ့60ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းခန့်သောဒီဇိုင်းတွေကိုဒီကုမ္ပဏီကနေထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်ပြီးတော့ကမ္ဘာမာသားပုတ်တွေစုစုပေါင်းရဲ့23ရာခိုင်နှုန်းကိုတာဝန်ယူထုတ်လုပ်နေတာလည်းဖြစ်ပါတယ်လက်ရှိရင်းနှီးမြှုပ်နှံမှုကတော့ရှိနေပြီးသားဖောက်တယ်တွေနဲ့ဆက်ဆံရေးပူခိုင်မာလာအောင်လိုအပ်နေတဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေနေရာမှာအစားထိုးနိုင်လာအောင်ဈေးကွက်အသစ်ဖြန့်ကျက်နိုင်အောင်ရည်ရွယ်တယ်လို့ဆိုပါတယ်ပြီးတော့ဒါက US ရဲ့တင်းမာလာတဲ့အကောက်ခွန်နှုံးထားတွေကိုကြော်လွှားစေနိုင်ဖို့လည်းဖြစ်ပါတယ် US ရဲ့ cloud service တွေဖြစ်တဲ့ Amazon, AWS, Microsoft, Google Cloud စတဲ့ service တွေအတွက် AI နည်းပညာသုံး server တွေကို Inventor Company ကတိစောက်ပေးနေနေတာလည်းဖြစ်ပါတယ်။ Taxat ပြည်နယ်ကိုရွေးရတာကတော့အချက်အလက် တွေအများကြီးရှိနေပါတယ်။ပထမတစ်ခုကတော့ Taxat ပြည်နယ်ဟာ Mexico နိုင်ငံနဲ့နှီးစပ်ပြီးတော့ကုန်ကျန်းပစ္စည်းတွေကိုအလုံလောက်ရရှိနိုင်လို့ပါ။ပြီးတော့စီမံထိန်းသိမ်းရတာလည်းလွယ်ကူလို့ပါ။ဒုတိယတစ်ချက်ကတော့ကုန်ကျစရိတ်သက်သာစွာနဲ့စွမ်းအင်တွေကိုရရှိနိုင်လို့ဖြစ်ပါတယ်။တတိယတစ်ချက်ကတော့ တက်ဆက်ပြည်နယ်မှာအခွန်ကောက်ခံမှုတုံနေပါတယ်။ဒီအတွက်ကုန်ကြစရိတ်တက်တာပါတယ်။ပြီးတော့ Foxconn လို့ Nvidia လို့ကုမ္ပဏီကြီးတွေလည်းရှိနေပါတယ်။ဒီ project တွေကိုတော့ဒီနှစ်မေလကနေဒီဇင်ဘာလအတွင်းဆောင်ရွက်မယ်လို့သိရပါတယ်။ရန်ပုံငွေကတော့ကုမ္ပဏီပိုင်ရန်ပုံငွေတွေအပြင်ဘဏ်ချင်းဝင်တွေပါတည်ဆောက်မှာဖြစ်ပါတယ်လို့ဆိုပါတယ်။ထုတ်လုပ်ရေးလုပ်ငန်းတွေကတော့2025ခုနှစ်နှောင်းပိုင်းမှာစတင်ထုတ်လုပ်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ Taiwan Central News Agency ကတော့စက်မှုပစ္စည်းတွေစတင်တက်ဆင်နေပြီးတော့ အမှန်တကယ်ထုတ်လို့ရေးလုံနိုင်တဲ့ရက်ကတော့မသေးကြသေးဘူးလို့ဆိုပါရယ်ဆာဗာလောကကကျွမ်းကျင်သူတွေရဲ့အဆိုအရကတော့ဒီတက်ဆက်ယင်းနှိမ့်မြုံနယ်မှုဟာကမ္ဘာဆာဗာမာသာပုတ်ထုတ်လို့ရေးမှာအရေးပါတဲ့အလှည့်အပြောင်းတစ်ခုဖြစ်မယ်လို့ဆိုကြပါရယ်ဒီထုတ်လုပ်မှုတွေက cloud computer စနစ်တွေ AI data စနစ်တွေပြီးတော့ Nvidia လို့ကုမ္ပဏီကြီးတွေရဲ့ဆာဗာတွေ Microsoft, Dell, Google လို့ကုမ္ပဏီတွေရဲ့ဆာဗာတွေပါဝင်နေပါတယ်။ Trump အစိုးရရဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေ US ကိုပြန်လာစေဖို့အရေးမှာ ကွန်ပျူတာ chips နဲ့နည်းပညာကုမ္ပဏီတွေနိုင်ငံတည်းပြန်ဝင်လာစေဖို့ပါဝင်နေပါတယ်။ Inverter ကုမ္ပဏီကသာ Texas မှာပြန်လည်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်အစိုးရ policy ကိုအကောင့်ထဲဖွင့်နိုင်ုံနဲ့မကကုမ္ပဏီရဲ့ဈေးကွက်တန်ဖိုးကိုလည်းမြင့်တင်ပြီးသားဖြစ်သွားပါလိမ့်မယ်။ Trump တမရဖြစ်ပြီးရက်တရာအကြာ April 26ရက်နေ့မှာအင်ဗျူရောကသတင်းတစ်ခုထုတ်ပြန်ခဲ့ပါတယ်။ US ရဲ့စီးပွားရေးအတွင်းဝန် Batson က Trump အစိုးရရဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေကိုနိုင်ငံတည်းပြန်လာရေးဟာ ရှေးရိုးဆွဲဆက်ယုံလုပ်ငန်းတွေကိုပြောနေတာလည်းမဟုတ်ပါဘူး။ဆက်ယုံအစ်တွေပြန်လဲတိစောက်ဖို့လည်းပါဝင်ပါတယ်။ဒါကစီးပွားရေးနှီးပြူဟာတစ်ခုတည်းမကပါဘူး။နိုင်ငံရဲ့စနစ်တစ်ခုလုံးကိုပါပြောင်းလဲနိုင်တဲ့နှီးပြူဟာတစ်ခုဖြစ်ပါတယ်လို့ဆိုပါတယ်။ Inventor ရဲ့အစစ်မြစ်နှီးပညာဆိုင်ရာရင်းနှီးမြှုပ်နှံမှုကြောင့်အစစ်မြစ်နှီးပညာဆိုင်ရာအလုပ်သမားတွေအတွက်အလုပ်ကင်တွေပေါ်ထွက်လာမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့နိုင်ငံတော် လုံခြုံရေးအတွက်လည်းပါပါတယ်။ Trump ကတော့စီးပွားရေးဆိုင်ရာလုံခြုံရေးကနိုင်ငံတော်လုံခြုံရေးဖြစ်ပါတယ်။ ဒီလိုပဲနိုင်ငံတော်လုံခြုံရေးကလည်းစီးပွားရေးလုံခြုံရေးဖြစ်တယ်လို့ယုံကြည်ပါတယ်။ထရမ့်ကစီမီကွန်ဒက်တာတွေဖြစ်ဖြစ် စေးဝါးတွေဖြစ်ဖြစ်တမ်မနီတွေပဲဖြစ်ဖြစ်နိုင်ငံတွင်းမှာသာကုန်ကျန်းတွေအားလုံးကိုထုတ်လုပ်အသုံးပြုကျင်နေပါတယ်။လွတ်လပ်မြတ်တဲ့ကုန်သွယ်ခွင့်တွေသာရှိမယ်ဆိုရင်နိုင်ငံတော်လုံခြုံရေးကကြိုးပေါက်စရာမလိုတော့ပါဘူး။လက်ရှိမှာတော့ US ကနိုင်ငံရခြားကကုန်ကျန်းတွေကိုဝယ်ယူသုံးစွဲနေရပါတယ်။အထူးသဖြင့်တော့စီမီကွန်ဒက်တာတွေတမ်မနီတွေစေးဝါးတွေကိုတရုတ်နိုင်ငံကနေတင်သွင်းနေရတာလည်းရှိပါတယ်။ ဒါကကြာလာရင်နိုင်ငံတော်လုံခြုံရေးကိုပါထိခိုက်လာစေနိုင်ပါတယ် US ရဲ့ policy တွေကတော့ Inventec ရဲ့ဒေါ်လာ85သန်းယင်းနှိမ့်နှုတ်နယ်မှုကိုကြိုးစုံနေပါတယ်ဘာလို့လဲဆိုတော့တခြားယင်းနှိမ့်နှုတ်နယ်သူတွေရဲ့ဘီလီယံချီတဲ့ယင်းနှိမ့်မှုတွေထက် Inventec ရဲ့မြှုပ်နှံမှုက US AI နဲ့ cloud နည်းပညာဆိုင်ရာကုညီထောက်ပံ့ရေးမှာအရေးကြီးတဲ့အတွက်ဖြစ်ပါတယ်လက်ရှိ US ရဲ့တရုတ်ဘော်ခွန်ငွေတွန်းမြင့်ကောက်ခံမှုဟာအတင်းမာသုံးသောအချိန်ကိုရောက်နေပြီးတော့ တရုတ်နိုင်ငံသား၁၀တန်းလောက်ဟာအလုတ်ထုတ်ခြင်းခံနေရပါတယ်။အခုချိန်မှာအခွန်တွေပြန်လျှော့ပေးရင်တော့တရုတ်နိုင်ငံသား၅တန်းလောက်အလုတ်လက်မဲ့ဖြစ်နေအောင်ပါပါ။တရုတ်နိုင်ငံဟာပို့ပြီးအထူးကြံစည်လာနေပါပြီ။ Event ကတရုတ်နိုင်ငံမှာစက်ယုံ၃ယုံရှိပြီးတော့တကယ်လို့ US မှာသာစက်ယုံဖွင့်လိုက်မယ်ဆိုရင်တရုတ်စက်ယုံတွေမှာထုတ်ကုန်နေသွားနိုင်ပါတယ်။ April 30ရက်နေ့မှာလဲထိုင်းဝမ်နိုင်ငံရဲ့ ASC Semiconductor Company နဲ့ AO Corporation တို့က US မှာစက်ယုံပြောင်းစောက်တော့မယ်ဆိုတာကိုကြေညာခဲ့ပါသေးတယ်။ ဧပြီလ30ရက်နေ့မှာလဲထိုင်ဝမ်လုပ်ငန်းရှင် CEO Chan Bing ကထိုင်ဝမ်ဒေါ်လာနှစ်ကနေ4ဘီလီယံကို4ဘီလီယံလောက်ကိုရင်းနှီးပြီးတော့ US မှာစက်ရုံတွေစောင့်မယ်လို့ကြေညာခဲ့ပါတယ်။ဒါကလက်ရှိသူ့ကုမ္ပဏီမြုပ်နှံထားမှုရဲ့၄၅ဆလောက်ရှိပါတယ်။ထုတ်လုပ်ရေးတွေကိုတော့2029ခုနှစ်မှာစတင်ထုတ်လုပ်နိုင်မယ်လို့သူကမျှော်မှန်းထားပါတယ်။နောက်တစ်ခုကတော့လင်ဒုံးကုမ္ပဏီကလည်းပြည်မတရုတ်ပြည်မထုတ်လုပ်မှုလုပ်နေတာတွေကိုဆက်လက်ချဲ့ထွင်ခြင်းမပြုတော့တာဖြစ်ပါတယ်။ ။တမနာထရန့်ကတော့ Made in America ဆိုတဲ့ပစ္စည်းတွေကိုပဲမြင်ကျင်နေပုံရပါတယ်။လင်ဒွန်လိုနီးပညာကုမ္ပဏီတွေဟာလောက်အားကဈေးကြီးတာ၊ကုန်ကြမ်းမလုံလောက်တာ၊စားရည်ပြဿနာတွေကိုနှစ်ကာလရှည်ရင်ဆိုင်နေရပါတယ်။ဒီအတွက်ကုမ္ပဏီတွေဟာအပိုပစ္စည်းတွေ၊ကုန်ကြမ်းတွေရဖို့ကိုအစွမ်းကုန်ပြန်စူးစမ်းနေရပါတယ်။ April 29ရက်နေ့မှာ US စီးပွားရေးအတွင်းဝင် Howard Lutnick က Arizona မှာရှိတဲ့ TSMC ရဲ့ဆက်ယုံကိုတမရထရန့်တက်တန်းရက်တရာပြည့်အဖြစ်တွားရောက်လဲပတ်ခဲ့ပါတယ်။ Trump ရဲ့ဦးဆောင်မှုအောက်မှာ TSMC ရဲ့တတိယမြောက်စက်ရုံတစ်ခုဖွင့်လှစ်နိုင်ခဲ့တာကိုသွားကြည့်တာလည်းဖြစ်ပါတယ်။ TSMC က2024ခုနှစ်တုန်းက ထုတ်လုပ်နိုင်ခဲ့တဲ့သူတို့ရဲ့4 mm chips ပြားတွေကိုထုတ်ဖော်ပြသခဲ့ပါတယ်။ဒါက US ရဲ့နည်းပညာအမြင့်ဆုံးသော semiconductor ဖြစ်ပါတယ်။စက်ရုံဟာဖောက်သည်တွေတောင်းဆိုတဲ့နည်းပညာမြင့် chips ပြားတွေကိုဆက်လက်ထုတ်လုပ်ဖို့ရှိနေပါတယ်။လက်ရှိတည်ဆောက်လိုက်တဲ့တတိယမြောက်စက်ရုံဟာ2 mm chips ပြားတွေကိုပါထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ဒီတတိယစက်ရုံကတိုက်ရိုက်လုတ်ကင်ပေါင်း6000ကျော်ခန့် ဆောက်လုပ်ရေးဆိုင်ရာဆက်ဆက်အလုပ်ကင်ပေါင်း2000ကျော်အတွက်နေရာဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒီတတရားဆက်ယုံအတွက်ယင်းနီဝေကအမေရိကန်ဒေါ်လာ65ဘီလီယံကျော်လိမ့်မယ်လို့ကုမ္ပဏီ CEO CCY ကဆိုပါတယ်။ဒီ CPU ကွန်ဒက်တာတွေဟာ AI နည်းပညာတွေ၊ကွန်ပျူတာတွေ၊စမတ်ဖုန်းတွေအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ Apple နဲ့ TSMC တို့ကလည်းအမေရိကန်တွေအတွက်အလုပ်ကင်တွေပေါ်ထွက်လာတော့ကိုဝမ်းသာကြောင်းဆိုခဲ့ပါတယ်။ Nvidia CEO Jensen Chang ကလည်း စီမီကွန်ဒတာနယ်ပယ်မှာအစိုးရရဲ့အားပေးထောက်ခံမှုကိုအထူးကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ AMD CEO လီစာဆူးကလည်းထောက်ခံ TSMC နဲ့ပူးပေါင်းပြီးတော့ပြင်စမမျိုးဆက် processor တွေကိုထုတ်လုပ်နေပါတယ်။ဒီနည်းပညာတွေဟာခင်မီကွန်ပျူတာတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အဆင့်မြင့်နည်းပညာတွေဖြစ်ကြပါတယ်။ Foxconn, Quanta, Winston နဲ့ Winwin လို့ကုမ္ပဏီတွေကလည်း US စက်ရုံတွေမှာရင်းနှီးမြှုပ်နှံလာကြပြီးတော့ရှိပြီးသားစက်ရုံတွေကိုပါတိုးချဲ့တည်ဆောက်လာကြပါတယ်။ Taiwan နည်းပညာစက်ရုံတွေက ပီကာထရွန်ဆက်ယုံတစ်ခုသာရည်တည်ချက်မကွဲပြားသေးပဲနဲ့ကျန်တဲ့ဆက်ယုံတွေကတော့ US မှာပြောင်းရွှေ့ရင်းနှီးမြှုပ်နှံနေကြပါပြီ။ match လာနောက်ပိုင်းမှာကတော့ Foxconn ရဲ့ပင်မကုမ္ပဏီ Hanwhy ဟာ American Texas ပြည်နယ်မှာဒေါ်လာ142တန်တန်ဖိုးရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုပြုလုပ်ခဲ့ပါတယ်။ဒီလိုတိုးချဲ့တာကမြောက်အမေရိက AI server ဖောက်တယ်တွေအတွက်အထူးရည်ရွယ်တယ်လို့ကြွမ်းကျင်သူတွေကဆိုကြပါတယ်။ Chairman ဖြစ်သူ Lu Yanwei ကတော့နှစ်စဉ်ထုတ်လုပ်မှုကိုတိုးမြှင့်သွားမှာဖြစ်ပြီးတော့ ဒီနှစ်ကုန်မှာ20ရာခိုင်နှုန်းလောက်ထိတိုးမြှင့်သွားမယ်လို့ဆိုပါတယ်။ကွမ်တာဟာထိုင်ဝမ်၊ထိုင်းနဲ့ဂျာမနီမှာရှိတဲ့ဆက်ယုံတွေကိုခွဲဖြားခဲ့ပြီးတော့ US တရုတ်အကောက်ခွန်တိုးမြှင့်မှုကိုတုံ့ပြန်တဲ့အနေနဲ့ဆက်ယုံတွေကို US မှာပြောင်းရွှေ့တိစောက်ဖို့ပြင်ဆင်နေပါတယ်။ပြီးတော့ထိုင်းနဲ့ VN မှာလည်း laptop ထုတ်လုပ်မှုတွေရှိနေတယ်ဒီကုမ္ပဏီက US ကိုတော်တော်လေးမျက်စိကျလာနေပါတယ်။ Winston လို့ကုမ္ပဏီကလည်း US မှာထုတ်ကုန်တွေကိုတိုးမြှင့်ဖို့စီစဉ်နေပါတယ်။အရင်နှစ်ဒီဇင်ဘာလ20ရက်နေ့မှာတော့ ဒီကုမ္ပဏီက US မှာဒေါ်လာ25သန်းတန်ကျေးရှိတဲ့ယင်းနှိမ့်နှံမှုတွေကိုပြုလုပ်မယ်လို့ကြေညာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ယင်းနှိမ့်နှံမှုကိုတန်း90အထိတိုးမြှင့်ခဲ့ပါတယ်။ဖေဖော်ဝါရီလထဲမှာလည်း Winwin ကုမ္ပဏီက Texas ပြည်နယ်မှာဒေါ်လာတန်း300တန်ယင်းနှိမ့်နှံမှုကိုပြုလုပ်ခဲ့ပါတယ်။ဒီကုမ္ပဏီရဲ့စုစုပေါင်း US မှာယင်းနှိမ့်နှံထားမှုဟာ Taiwan Dollar 10ဘီလီယံလောက်ထိတန်ကျေးရှိခဲ့ပါတယ်။ဖေဖော်ဝါရီလထဲမှာပဲ Combine Electronic က US မှာဒေါ်လာ100တန်ယင်းနှိမ့်နှံခဲ့ပါတယ်။ သူတို့ကတော့လျှက်စစ်ကားထုတ်လို့ရေးကိုဖြန့်ကျက်ခြင်းတဲ့အတွက်ဖြစ်ပါတယ်။ဧပြီလ14ရက်နေ့မှာတော့ Nvidia က TSMC, Foxconn, Winston, ASC Group တွေနဲ့မိဖက်ဖြစ်ပူးပေါင်းဆောင်ရွက်ပြီးတော့ AI စူပါကွန်ပျူတာတွေကို US မှာထုတ်လုပ်မယ်လို့ကြေညာခဲ့ပါတယ်။ဒါတွေကဒေါ်လာဘီလီဘီလီယံလောက်ချီတန်ဖိုးရှိတဲ့ AI ကွန်ပျူတာပစ္စည်းတွေဖြစ်ကြပါတယ်။အရင်တုန်းကတော့ Nvidia ရဲ့ AI စူပါကွန်ပျူတာ GPUs တွေကို TSMC ကထိုင်ဝမ်မှာထုတ်လုပ်ပါတယ်ပြီးတော့မှ Foxconn Company ကိုတင်ပို့ပြီးတော့တက်စင်က US ကိုပြန်ပို့တာဖြစ်ပါတယ်အခုတော့ဒီလိုလွှဲပြောင်းနေတာတွေမလုပ်တော့ဘဲနဲ့ Nvidia Company နဲ့မဟာမိတ် Company တွေက US မှာပဲထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေကိုတခါတည်းအပြီးလှုပ်ဆောင်တော့မှာဖြစ်ပါတယ် Nvidia နဲ့ TSMC တို့ဟာ Arizona မှာ chips ပြားတွေထုတ်လုပ်နေချိန်မှာ Foxconn နဲ့ Winston တို့က Texas မှာ super computer တွေကိုတည်ဆောက်မှာဖြစ်ပါတယ်စက်ရုံနေရာဟာစတူရန်ပေတန်းလောက်မြေနေရာအခြေရှိပါတယ်နောက်လာမယ့်တစ်နှစ်တစ်နှစ်ခွဲအတွင်း ထုတ်လုပ်ရေးလုပ်ငန်းတွေအဆင့်တင့်ဖြစ်လာမယ်လို့ခန့်မှန်းထားကြပါတယ်ဒီလုပ်ငန်းတွေဟာအလုတ်ကိုင်းထောင်ပေါင်းများစွာကိုဖန်တီးပေးမှာဖြစ်တယ်လို့ US စီးပွားရေးကိုလည်းဒေါ်လာထရီလီယံပေါင်းများစွာထည့်ဝင်ပေးမှာဖြစ်ပါတယ် US အဆက်ယုံတွေဟာကမ္ဘာ AI ကမ္ဘာ AI နည်းပညာနဲ့ကွန်ပျူတာ chips လိုအပ်မှုတွေကိုဖြည့်ဆည်းပေးမှာဖြစ်တယ်လို့ Nvidia CEO ကဆိုပါတယ်နောက်တစ်ခုက US မှာဆက်ယုံဆောက်တာရဲ့အားပါချက်ကတော့ကုန်ကျန်းတွေကိုအလွယ်တကူရရှိနိုင်တာပဲဖြစ်ပါတယ် AI ကွန်ပျူတာတွေဟာနောက်လာမယ့်မျိုးဆက်သစ် data center တွေ AI ဆက်ယုံတွေအတွက်မရှိမဖြစ်လိုအပ်လာပါလိမ့်မယ်။လာမယ့်နှစ်တွေမှာ AI ဆက်ယုံပေါင်းများစွာကိုတည်ဆောက်ဖို့မျှော်မှန်းထားကြပါတယ်။ Trump ရဲ့အင်ပီရိုမိန်ကွန်းတစ်ခုမှာဆိုရင် AI ဆက်ယုံတွေရဲ့အလားအလာဟာဒေါ်လာ10 trillion လောက်တောင်တန်ဖိုးရှိလာနိုင်တယ်လို့ဆိုပါတယ်။ Nvidia CEO ကပေါင်း84ပြီးတော့အစိတ်အပိုင်း6000ပါဝင်တဲ့ဝက်တောင်းအားသုံး GPU တစ်ခုကိုထုတ်ဖော်ပြသခဲ့ပါတယ်။သူကဒါကို AI kit ရဲ့မောင်းနှင်ဆက်လို့အမည်ပေးထားပါတယ်။ဒီဆက်ကလျှက်စစ်စွမ်းအားတွေကို AI ဉာဏ်ရည်တုကွန်ပျူတာတစ်ခုအဖြစ်အသွင်ပြောင်းပေးနိုင်ပါတယ်။ ဒီဆက်နဲ့ဤပညာဟာစေးဘက်ဆိုင်ရာကျမ်းမာရေးဆိုင်ရာပညာရေးနဲ့အလောက်ကင်ဆိုင်ရာတွေမှာအနာဂတ်အတွက်အလားအလာအသစ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ကုမ္ပဏီတွေကတော့ဒီလိုဤပညာတွေပေါ်ထွက်လာတဲ့အတွက်အစိုးရအနေနဲ့အခွန်လျှော့ပေါ်ပေးဖို့တောင်းဆိုလာကြပါတယ်။ Trump ကလည်းတကယ်လို့ခမားတို့ပစ္စည်းအသစ်တွေဤပညာအသစ်တွေထုတ်ချင်ရင်ထုတ်ပါ။ဒါပေမဲ့ US မှာပဲထုတ်ပါ ကျွန်တော်အနေနဲ့အခွန်ကိစ္စကိုအတက်နိုင်ဆုံးညှိနှိုင်းပေးပါမယ်လို့ပြောခဲ့ပါတယ်။ Trump ရဲ့အကောက်ခွန်ဥပဒေကလည်းဒီလိုမျိုးတွေဖြစ်လာဖို့ရည်ရွယ်အတည်ပြုခဲ့တာဖြစ်ပါတယ်။နိုင်ငံရဲ့ချားမှာထုတ်ရင်အခွန်ပေးဆောင်ရတာများမယ်။ဒီတော့နိုင်ငံအတွင်းလာထုတ်အခွန်ပေးရတာနည်းမယ်ဆိုတဲ့ပုံစံကို Trump ကဆိုလိုနေတာဖြစ်ပါတယ်။ဒီ view ဟာကအလုပ်ဖြစ်ပါတယ်။ထိုင်ဝမ်နီးပညာဘလူးကြီးတွေဖြစ်တဲ့ TEMC လို့ကုမ္ပဏီလိုမျိုး Nvidia လို့ကုမ္ပဏီမျိုးတွေရဲ့ရင်းနှီးမြှုပ်နှံငွေစုစုပေါင်းဟာ10 trillion လောက်ရှိလာနေခဲ့ပါပြီ။ ဒါကကမ္ဘာအဆင့် AI နည်းပညာပြိုင်ဆိုင်မှုမှာ US ကိုတပန်းတာသေးပါတယ်။ကာလရှိကြလာရင်ကမ္ဘာအဆင့် AI နည်းပညာတွေပါပြောင်းလဲလာနိုင်ပါတယ်။ US အနေနဲ့လည်း AI နည်းပညာမှာဥဆောင်နိုင်ငံတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ US နဲ့ထိုင်ဝမ်ပူးပေါင်းဆောင်ရွက်မှုဟာစီးပွားရေးအရသာမကပဲနိုင်ငံရေးအရပါတရုတ်နိုင်ငံကိုတုံ့ပြန်တဲ့ဗျူဟာတစ်ခုဖြစ်နေတာပါပဲ။တရုတ်နိုင်ငံဟာဒီခေတ်ပေါ်စီးပွားရေးတိုက်ပွဲမှာရှုံးနိမ့်နေပြီးတော့တန်းပေါင်းများစွာအလုပ်လက်မဲ့ဖြစ်နေရပါတယ်။အနာဂတ် AI ဆိုင်ရာပြိုင်ဆိုင်မှုတွေက ဘယ်လိုဆက်ဖြစ်လာအောင်မယ်ဆိုတာကတော့စောင့်ကြည့်ရအောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ